င်္ဂလာပါခင်ဗျာအခုမိတ်ဆွေတို့ကြည့်ရှုခန်းစားနေကြရတဲ့ DPG ကားရီကတော့ပကံမျိုးကပကြီးချာချစ်နေအင်ရဲ့2023ခုနှစ်အတွင်းကရေးဆွဲခဲ့တဲ့ပန်နိုရမာရှုခင်းကျဲရေးဒီပကြီးကားရီဖြစ်ပါလေ DPG ကားရီဟာမြင်ရသူတိုင်းကိုရှေးဟောင်းယဉ်ကျေးမှုရဲ့အငွေ့သက်တွေတည်ငြိမ်အေးချမ်းမှုတွေနဲ့သဘာဝရဲ့လှပမှုတွေကိုတပြိုင်တည်း ခံစားမိစေမယ်လို့ယုံကြည်ပါလေ။ဆရာချင်းအိမ်ဟာဘာကြောင့်တမယိုးကြပကြီကားချက်အရွယ်အစားတွေအစားဒီလိုရှုခင်းကျပကြီကားပုံစံတွေကိုရွေးချယ်ခဲ့တာလဲ။ကျွန်တော်တို့စဉ်းစားကြည့်ကြရအောင်ပါခင်ဗျာ။ ပကံလို့အင်းဝလို့ရှေးဟောင်းနဲ့မြေတွေရဲ့ကျပြတ်မှုအဆုံးစားမရှိသလိုထင်ရတဲ့ဇီတိပထိုးတွေရဲ့ရှုခင်းတွေကိုတမယိုးကြကားချက်လေးတစ်ခုထဲမှာအပြည့်အဝဖမ်းယူဖို့ဆိုတာတိတ်တော့မလွယ်ကူလှပါဘူးဒီလိုပန်နိုရမစ်ဆိုင်ဟာမြင်ကွင်းတစ်ခုလုံးရဲ့ခန်းနာမှုကျေပြောလာတဲ့အတိုင်းတာကိုကြည့်ရှုသူရဲ့အမြင်အာရုံတွေကို အရှိအတိုင်းဆွဲသွင်းလိုက်တယ်လို့ပါပဲမျက်စိတစုံရှုမြော်ခြင်းတွေရဲ့ခံစားမှုကို ပေးစွမ်းနိုင်ပါလေဒီလိုအလျားလိုက်ရှည်တဲ့ပကြီကားချက်တွေဟာပကြီဆရာအတွက်ဇလန်တစ်ပုတ်ကို အခန်းဆက်တင်ပြနေတယ်လို့ပါပဲဘယ်ဘက်အစွန်ကနေညာဘက်အစွန်ထိကိုမျက်စိတစ်ချက်ဝေ့ကြည့်လိုက်တာနဲ့ညူနှင်းနေကြကထိုးထွက်လာတဲ့ရေဒီတွေအလင်းမောင် အောက်ကတစ်ပင်တွေရှည်လျားနေတဲ့လှည်ဒန်းတွေသူ့အုပ်တွေရေပြင်ပေါ်ကအရိတ်ထင်ဟမှုတွေစသဖြင့်အစိတ်ပိုင်းများစွာကိုတဆက်သေး တင်ပြနိုင်စေတာမျိုးပါဒါဟာပကြီကားတစ်ချက်ထဲနဲ့ဇလန်းအစုံလင်ကို ပြောပြနေသလိုပါပဲပကြီရှာဟာဒီရှုခင်းတွေကိုသူ့မျက်စိနဲ့မြင်တွေ့ရုံသက်သက်မဟုတ်ဘဲသူ့နှလုံးသားနဲ့ခံစားပြီးရေးဆွဲခဲ့တယ်ဆိုတာတင်ရှားပါလေအယောင်သွေးတွေရဲ့နှူးညံ့မှုအလင်းမောင်ကစားဟန်မြူကိုးတွေရဲ့လှုပ်ရှားမှုတွေဟာပကြီရှာရဲ့အတွင်းစိတ်ခံစားချက်ကိုပေါ်ပြနေပါလေ ရှေးဟောင်းအမွေနစ်ဒီပေါ်မှာထားရှိတဲ့လေးစားမှုတမူးထားမှုပြီးတော့အဲ့ဒီနေရာရဲ့ငြင်းချမ်းမှုလွမ်းမောပွဲအငွေ့သက်တွေကိုလည်းပုံဖော်ခြင်းနဲ့စိတ်ဆန္ဒပြင်းပြနေတာမျိုးကိုမြင်အောင်ခံစားမိမှာပါ panoramic site ပကြီကားတွေကိုကြည့်ရှုခန်းစားရတဲ့ကျွန်တော်တို့ဟာလက်ရှိအချိန်ကနေလုံခဲ့တဲ့နှစ်ပေါင်းများစွာကရှေ့ခေတ်ပကံအင်းဝမျိုးပြရိစီကိုရှိတ်ကူးနဲ့ရောက်ရှိသွားသလိုခန်းစားရပါလေမြူနစ်နေကြမှာငိမ့်သက်စွာတရှိနေတဲ့ဇေဒီပထိုးတွေချင်းချင်းစွာရွေးရှားနေတဲ့နွားလဲတွေကတိတ်ရဲ့တိတ်ဆိတ်ငိမ့်သက်မှုကိုသိဆောင်လာပေးပါလေပကြီကားတွေကအယောင်အေးအေးတွေ မြင်ကွင်းတွင်ရဲ့တည်ငြိမ်မှုတွေကကြည်ရှုသူရဲ့စိတ်ကိုအလိုလိုအေးချမ်းတည်ငြိမ်သွားစေပါလေအထူးသဖြင့်ရေပြင်ပေါ်ကရိတ်ထင်ဟမှုတွေမိုးသားတွေကြားကလင်းဖြော့ဖြော့တွေကစိတ်ကိုကြည်လင်လန်းဆန်းစေတာမျိုးပါမြမအလှတရားကိုဂုဏ်ယူမှုဖြင့်ဒီပကြီးကားတွေကိုမြမနိုင်ငံရဲ့အဖို့မဖြတ်နိုင်တဲ့ရင်ကျင်းမှုအမွေနှစ်တွေရဲ့လှပခံကြမှုကိုပေါ်လွင်စေပါလေ။ ရွှေရောင်တောက်နေတဲ့ဇေဒီထီတော်တွေအဖြူရောင်အင်္ဂလိပ်သားဇေဒီတော်တွေအုံနီရောင်ရှေဟောင်းဖျားတွေရဲ့ဘီတုကလက်ရမြောင်းဝင်းတွေကိုမြင်တွေ့ရတဲ့အခါကုနိုင်ငံရဲ့အလှတရားအတွက်ဂုံယူစိတ်ကိုဖြစ်ပေါ်စေပါလေချာချင်းနှင်းအင်ဟာအလင်းမောင်ကိုပကြီကားတွေမှာကျွမ်းကျင်စွာအသုံးပြုထားမှုကို တွေ့မြင်ရပါလေနေထွက်ချင်း နေဝင်ချိန်တွေရဲ့လင်းရောင်ပြော့ပြော့ရည်ရည်ပထိုးတွေပေါ်ကြာရောက်နေတဲ့လင်းနှံ့တွေတစ်ပင်တွေရဲ့အမောင်ရိပ်တွေကပကြီကားတွေကိုအသက်ဝင်စေပြီး dimension ကိုပေါ်လွင်စေတာမျိုးတွေ့ရပါလေ။ရောင်သုံးဆွဲမှုတွေအနေနဲ့နှွေးထွေးတဲ့အရောင်တွေဖြစ်တဲ့ညီကြီးရောင်လိမ္မော်ရောင်အညိုးရောင်တွေနဲ့အတူအေးမြတဲ့ပြာလေးလေးအရောင်ခရမ်းရောင်ဖြော့ဖြော့တွေကို ပေါင်းဆက်အသုံးပြုထားခြင်းဟာ မြင်ကွင်းရဲ့အချိန်ခါနဲ့ခန်းစားမှုတွေကိုပံ့ပိုးပေးနေပါလေရွှေရောင်တောက်တောက်တွေကတော့အထူးပြုလို့တဲ့အရာဝတ္ထုတွေကို ပေါ်လွင်နေစေတာမျိုးပါ မြူနင်းတွေအခုံးငွေတွေဖုံဖုံတွေလိုမျိုးလီလူတွေကအရာတွေကိုထည့်သွင်းရေးဆက်ထားတဲ့ပကြီကားတွေဟာပို့ပြီးတော့တဘာဝကြစီသလိုရုပ်ဝတ်စမ်းကြဲတဲ့အငွေသက်တွေကိုလည်းပေးနိုင်စွမ်းသာခံစားမိမှာပါစုစည်းပြီးပြောရရင်ပကြီဆရာချင်းနှင်းအင်ရဲ့ဒီ panoramic sites ပကြီကားတွေဟာသူ့ရဲ့ပကြီပညာကို ပြသနေုံသာမကား မြမရင်ချိမှုအမွေနှစ်တွေပေါ်သူထားရှိတဲ့မြတ်တာတရားလေးနက်မှုနဲ့ခန်းစားချက်တွေကို ပုံဖော်ထားခြင်းဖြစ်တယ်လို့လည်းယူဆနိုင်ပါလေရှုခင်းကျဲ format ကိုရွေးချယ်အသုံးပြုခြင်းအပြင်ကြီးစုခန်းစားသူတွေကိုအဲ့ဒီနေရာဒေသရဲ့ခန္ဓာမှုကျေပြတ်မှုနဲ့အတိတ်သမိုင်းရဲ့အချိန်ဝါတွေကိုအပြည့်အဝခန်းစားစီလိုတဲ့စိတ်ဆန္ဒတွေလည်းဒီဗီဂျီကားတွေမှာ ပါဝင်မယ်လို့ယုံကြည်မိပါတယ်ဒီဗီဂျီကားတွေဟာ မြင်ရသူတိုင်းရဲ့နှလုံးသားမှာမြမအလှတရားနဲ့ရှေးဟောင်းယဉ်ကျေးမှုရဲ့တမှုကိုရွှဲထင်ကြင်စေမှာအသေးချပါပဲခင်ဗျာရှာချနေရဲ့ panoramic sites ပကြီကားတွေကိုကြည့်ရှုခန်းစားပြီးတဲ့နောက်မှာနောက်ထပ်နောက်ထပ်ပကြီရှာရီရဲ့ပကြီကားတွေကိုလည်းကျွန်တော်တက်နိုင်သလောက် ခန်းစားတင်ပြပေးဦးမှာမို့ကျွန်တော်တို့ရဲ့ Artist Artistry Channel လေးကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာအားလုံးကျမ်းမာချမ်းသာကြပါစေ။